ဲ့ဒီနေ့ကတကြံဒီကစားနှစ်ဆန်းနေရင်ဒူဒူချာချာတောင်ပေါ်မျိုးလေးမှာမိုးကတဆိတ်ဆိတ်ရွာနေတာကျွန်တော်တယောက်တည်းအခန်းထဲမှာတခြင်းနားထောင်ရင်ပက်လက်နေနေတော့ကျွန်တော်ရဲ့နိုဗီယာဖုန်းဘာလေးကထားမိလားမျိုးနဲ့ရေစကန်မှုစီကဖုန်းညီနေကူညီပါအောင်ကွာတောင်ရကုန်းနေပံမှာလောင်းတလောင်းပေါ်လာလို့ဆရာအောင်ကတော့နောက်ပြီကျွန်တော်ကစာပလင်းနေမှာမဟုတ်တာမဟုတ်ဘူးငါကြီးကူညီလို့တယ် အလောင်းကိုရင်ခွင်စစ်ဆေးရမှာအဲ့ဒါညီလေးတပုံလိုက်ရိုက်ပြီးမှဖြစ်မယ်ဟာအဲ့ဒီလိုမျိုးတစ်ခါမှကျွန်တော်မရိုက်ဘူးမရိုက်ဘူးလဲလာရိုက်ပြီးပါကွာအခုကလူတက်မှုကွာဒီမျိုးမှာမဖြစ်စဘူးအထူးကိစ္စဒါကြောင့်အလောင်းခွဲတော်ကိုတရားတပုံရပြီးနေရုံကိုရော CID ကိုကမနဲ့ပြန်မနဲ့ရောက်သွားပူရမှာလောက်ပါညီလေးရအလောင်းကရင်ခွင်ရုံရောက်နေမင်းနေတည်ရတာပေါ့ကျွန်တော်ပြင်းပြင်းကြီးပဲအဲ့ရပါထားလိုက် ဒီချက်နဲ့ကျဲမောင်းမျိုးကမန်းကနန်းလေးမိုးကထက်ဝက်စပွဲပေါ်ကနီကွန်ကင်မရာကိုဆွဲပြီးဆိုင်ကပေါ်တက်အမောင်းထွက်လာခဲ့လိုက်တယ်တကယ်တော့လေဒီမျိုးမှာကင်မရာရှိရကျွန်တော်တယောက်ထဲပဲရဲစခန်းမှာတောင်ကင်မရာကောင်းကောင်းမရှိဒီတော့တခုဆိုစခန်းမှာကျွန်တော်ပဲလမ်းဘူးကတ်တော့ကျွန်တော်ဘက်ကညင်းလို့မကောင်းတဲ့အချက်တွေကလည်းရှိနေတယ်နိတည်တဲ့အတိုင်းတရင်သမားဆိုတော့ရဲစခန်းတွေကကင်းလို့မရဘူး တချို့သတင်းတွေကသူတို့စီကမဖြစ်မနေယူရတာဟုတ်နောက်တစ်ချက်ကတော့စကမ်းမှုဆိုတဲ့ပုံကအမိကောင်းလေးရလာကျွန်တော်အိမ်ကိုပြေးပြေးလာတတ်လို့ဒီမျိုးမှာကအရင်မချားမိမယ်အမိရှားငါရတဲ့စီမှုအသားကားကလည်းဈေးနေကလို့ရှားစကမ်းမှုတော့ကတော့ရန်ဖာရန်ခါဝက်ခိုးပေါ်တာတေသမားတွေမဲလိုက်လို့ရလာတာဝေးစုရှိတာဟုတ် ူကလည်းအမိကောင်းရတာနဲ့ high commissioner whiskey တလုံးမြည့်ရှိတယ်ကျွန်တော်သိပြေးလာတာကဲဒီလိုဆက်ဆံရေးတွေကြောင့်ပဲလာရတီကိုပြားခုနပြောသလိုမူကင်းတရင်ဆိုပေမဲ့အေးပူလိုက်လို့တရင်ပါလာစာဘူးက၄၅တောင်တော့ထွက်လာကောင်းတာပေါ့စေးယုံကနေနေမြင်တဲ့တောင်ကုန်းလေးပေါ်မှာတောင်ကုန်းရဲ့အစွန်းရိုးပေးမှကရင်ခွေးယုံကျွန်တော်ရင်ခွေးယုံချီရောက်တော့တက်ကြည်စန်းတွေကဆိုင်ကယ်ပေါ်မှာထိုင်ပြီးစီကရက်တောက် သုံးမိုင်းဆိုင်ကတည်းကလည်းအည်တွေစေးချတယ်။အလောင်းတင်လာတာထင်ပါရဲ့။ကိုပိုင်စားလာဗျာ။စကံမှုခုပဲဖုံးဆက်ထားတယ်။အလောင်းကခွဲ့အထဲမှာခွဲဖို့လုပ်နေ။နေစင်းုံလေးရဲ့ရင်ခွင်းုံဆိုပြီးမတက်ရတန်ရှင်းနေပါလား။အေးလေဒီမကလူသိရင်တော့ကိုယ့်ရင်ကိုပြန်တည်ကြတာ။စင်းုံတဲ့လူနာတော်ဆန်ရောက်ပြည့်ရလားမသိဘူး။ကျွန်တော်ဝင်တော့တော့မြို့နယ်စင်းုံကဆရာဝန်မလေးနဲ့သူ့လက်ထောက်ဆရာဝန်မလေးက ကျောက်ကုံရဲ့ခန်းလန်းလန်းမှာရက်နေကြကျောက်ကုံပေါ်မှာတော့မိန်းကလေးတယောက်ရဲ့အလောင်းအသက်က20ဝန်းကျင်ပေါ့ပေါ်ကျဲလေးပါတဲ့အနေအောင်ကိုကျဲအင်ဂျင်နဲ့ကျင်းပေါင်းပြီးပြရောင်းချက်ချက်ကိုဝတ်ထားကျော်လေလောက်ရှိမဲ့စပင်းမှာသွေးစီရှင်ပွက်တည်ခန္ဓာကိုယ်လေးကလည်းတွယ်တွယ်လားလည်းကြည့်ကောင်းမဲ့ပုံပါတော်လားဆောက်ခွေလို့ရပါတယ်ကိုစန်းတွင်းစကားအဆုံးမှာဆရာဝန်မျိုးသမီးတို့ကကျွန်တော်ကိုတစ်ချက်အလန့်ကြည့်ပါတယ် ကျွန်မတို့လုံထုံးလူနေတိုင်းခွဲမယ်။ဓမ္မမတန်တရားယူထားပြီပါ။ကဲကိုပါစကားလေးဆလုပ်လို့။စပြီ။အတန်ဝင်းကြီးကင်းမဲ့နေတဲ့ကောင်မလေးရဲ့သူမရဲ့ပင်ကိုယ်တဘာဝရောလူပြုံငင်ရွယ်မှုရပါရှင်တန်စင်းကဆွဲဆောင်မှုရှိမယ်ပုံစံပါပဲ။ဒီနာကတော့နေဆုံး82နှစ်နာရီကျော်ပါပြီ။ဒါပေမဲ့ယာဒီဥဒုအေးတာရောမိုးကလည်းတစိမ့်စိမ့်ဆိုတော့အလောင်းကအရင်မှပြစ်သေးတာပဲတော်သေးတယ်။ ဒါရမာလေးကလောင်းနာကန်ကြည့်ပြီးပြောလိုက်ပါတယ်။ကိုစန်းတို့ကစောက်တဲ့လိုက်မဲ့နေလေ။ကျွန်တော်ကတပ်ပုံရိုက်ပေါ့။ရှင်ခွင်ရုံဝန်ထမ်းကအဝတ်စားတွေကိုချွတ်ပြက်လိုက်။ပေါင်းမီကအတော်လေးကြက်နေလို့ဒါနဲ့ခွဲထုတ်တဲ့နေရခွဲရတယ်။ခုနဒေါက်တာပြောသလိုပဲဒီသားရင်ရာသီဥတုကြောင့်ပုံမပြတ်သေးတဲ့ကောင်မလေးရဲ့လူဝတ်စားသောအရာတွေကအစီအီပေါ်လာပါတော့တယ်။ကျွန်တော်ကရှက်ကိုရှက်ကန်ဖြစ်သွားပြီမြင်ဆရာဝန်မျိုးသမီးတစ်ယောက်ကတော့အဝေစားကင်းမြင်သွားတယ်မိမိပြူပြူအလောင်းကိုတေချာကိုင်တွေပြီးကြည့်ပါ ရင်သားတွေမိမအင်္ကာတွေကိုစစ်စစ်ဆက်ဆက်ကြည့်ပြီးကျွန်တော်ကိုတပ်ပေါ်ရိုက်ခိုင်းမြန်ပါတယ်။ရှင်နေကြော်ကြော်ဝင်ရှိဝင်ထင်တယ်။ဗော်ဒီပိုင်ရှင်ရှိပြီလား။သူမိဘတွေခုနကပဲတီးပြူပြီးပြန်သွားကြပါပဲ။လိုင်ကောလောဘီတာတက်တဲကပါ။သူဖေကအရာခံမှုလေ။ပြောင်းနေတာတကြင်အကျက်နေကလေးကလို့ပြောတယ်။အင်းတနာစရာပဲ။ကဲတပုန်စရာ။ခုဗော်ဒီဖွင့်တော့မယ်။တေချာရိုက်ထားပါ။ ရင်ခွေးရုံလုံးသမားကုပါစကွာလေးဟာသူ့အလုပ်ကိုစတင်ပါတယ်။အရေးတကြောင်အပေါ်ရန်မာတောင်းနေခဲ့ပြီပဲရင်ခွေးလိုက်တဲ့အခါထွက်လာတဲ့အနံ့ကတော်တော်လေးဆူဆူရွာပါပဲ။ဆရာဝန်မျိုးသမီးတယောက်တော့မှသူ့တို့ရဲ့နှာခေါင်းစည်းတွေပေါ်ကနေလက်ကိုထပ်အုပ်လိုက်ကြပါကိုစန်းထဲကတော့အပြင်ကိုပြေးထွက်သွားပါပြီ။ကျွန်တော်သာကင်မရာကြီးကင်ပြီးကိုဘတ်စကွာလင်းလို့တမျောလိုက်ကြည့်နေမိတယ်။အပေါ်ရန်ရေပြားအောက်က32ခွထားတော့ကော်မလေးရဲ့နှုတ်ခမ်းတွေကခါအမျက်လုံးကတော့ပွင့်တော့ပိတ်တော့ ါမလေးရဲ့မျက်နှာသူ့ရဲ့ဝိုးလေစလင်ခန္ဓာကိုယ်ကိုတတ်ပုံမရိုက်ဘူးအတနာခံနေတယ်လို့ကျွန်တော်ခံစားလိုက်ရသူ့မျက်နှာစီးကအကြည့်ကိုကျွန်တော်လွှဲလိုက်တယ်သူ့ရင်ဘက်ကဟောင်းလောင်းအဆုပ်အသေးနှလုံးဘိုင်ကိုသင်ခန်းစာတွေကလည်းအကန့်အကန့်နောက်တော့ဘတ်စကာတွေကဓာတ်သိသိနဲ့မျက်နှာဖုံးချက်တယ်လို့ကောင်းကွန်အေးပြားကိုဆွဲလိုက်လာပါခဲ့ဘူးကောင်လာပါခဲ့မယ်မိန်းကလေးရဲ့မျက်နှာကတက်တက်ခေါင်းငွေကြီးကတက်တက် ဦးကောင်းကွင်ထံရနဲ့ချက်ဒီအချက်ကကောင်းကွင်ကြည့်ပြီးဘုံတော်ကိုသွားထီတာမျိုးအဲ့ဒီတန်ရကြောင့်သိတာတက်ဖို့ရိုက်တာတီချာလေးရောင်ဝင်ကပြောလို့ကျွန်တော်မှရရပြန်ပါတယ်လက်ထောက်ရောင်ဝင်ကအနာကပြောတစုံတစ်ခုကိုပြောလိုက်ပုံမှာပဲရောင်ဝင်ကကောင်းမလေးရဲ့ရင်ခွေးထားတဲ့အောက်ပိုင်းကိုတီချာနိုင်ကြည့်ပါတော့ပြီးတော့သူတို့နှစ်ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်တက်ဖို့ဆရာလာဒီမာတာကိုရိုက်ချင်ရိုက်တာဒါရေးကြည့် သူမှကိုဝင်ရှိနေ။ဗျာ။တရဆေးရုံကြီးကိုသွားခေါ်တယ်။ကလေးကတော့တည်နေတော့ပြီ။လက်တော့ဆေးရုံကအပြေးလာထွက်သွားပါလေ။ကိုစန်းတဲ့ကိုလက်ကြည့်လိုက်တော့ဘယ်ရောက်သွားမှန်းမသိ။ဒီလူနီးစက်ရရဲစံပြီးပြီထင်ပါရဲ့။ညနေကလည်းစောင်းပြီကို။ဒါဝင်နေဝတရားနေဆိုတော့ရုပ်ရှင်ထဲမှာပဲကြီးကောင်းတော့မဟုတ်လား။ကိုဘစခွာလေရှင်ကနာပဲတော့ကျမလာ အนุရင်ကြည်လိုက်အောင်တတိသားကိုရှင်ရန်ယူထားအောင်လားဇာဝင်မျိုးသမီးဟာတော်လီစိတ်မတမတာဖြစ်ပုံမျိုးနဲ့အလောင်းရင်အင်္ဂါဇက်ထဲကိုတေချာမွေးလိုက်နေပြန်ပါတယ်ကျွန်တော်ကတော့ကင်မရာကိုကာပြီးကောင်းပါလေးတကုံလုံးနေရအနှက်ကိုစိတ်လိုလက်ရလိုက်ချင်ရိုက်နေပြီနာမည်ကဤတီလာမျိုးပါအသက်က19နှစ်စကမ်းမှုနဲ့ဇေယုံကြီးဝင်လာမှကျွန်တော်လည်းတတိဝင်လာပါတယ်ညီလေးပြင်းပြင်းနေပြီလားဟေးညီလေး တန်းပုံရရတာဖိမဲနေပြီလားပုံတွေပြောက်အောင်ကျွန်တော်ကင်မရာကိုစကန်မှုလမ်းထဲထည့်ခဲ့ပြီးအပြင်ကိုထွက်လိုက်ငါဘာဖြစ်သွားလဲအပြင်မှာမောင်းနေပါပြီရင်ခွင်းယုံနေတာမိချောင်းတွေထွင်လာတာရဲ့ပုံရိုက်နေရတဲ့အကြောင်းကျွန်တော်သတိမထားမိတာအေးတီတာမျိုးလေအသက်ကိုဝေါ်ဝါရှူလိုက်ညီဆိုးဆိုးရင်းနဲ့မြန်လဲလွင်ကိုမိတ်ချကြည့်ကြောက်ခေါ်ကောင်းကောင်းလေးရဲ့ပုံတံတန်းကပြီပြီးသားသားကြီး အေးတီလာမျိုးသူ့နာမည်ကိုပါဇက်ကရွေးမိပြန်ကိုနဲ့တစ်ခါမှမတည်ဘူးမငြိမ်ဘူးတဲ့မိန်းကလေးရဲ့အပေါ်ရန်အေးပြားရင်သာအင်ကားဇက်ပါမကြံအတွင်းကလေးသာသွေးကြော်နေကစားကျွန်တော်ကအနည်းငယ်တက်ပုံရယူပြရအလောင်းကောင်ကိုတက်ပုံရရတာဆက်ဆုပ်နေရမှာလေငါကဘာကိစ္စစိတ်လူလဲအဖြစ်သွားရတာငါကနာဘူးလားအလောင်းကောင်ကိုတနာယူနေမိလားမဟုတ်သေးပါဘူး ဒေဒန်ရဲ့ရင်ခွဲထားတာကြီးကိုငါကတက်မဆရာကျွန်တော်ရင်တွေတတိတိခုံလာစီးတွေလက်တအားရှုပ်ထွေးလာကြောက်ခုံဘောကအသက်မရှိတော့အကောင်မလေးကိုလည်းအားနာတယ်လို့ဖြစ်လာဒီနေ့မင်းပြောတော့တခါမှမရိုက်ဘူးလားပြောပုံလေးကကောင်းနေကွာစကန်မှုကကင်မရာကိုထိုးပြီးခပ်ပြုံးပြုံးပြောတယ်စီဂရက်တလေးလည်းကျွန်တော်စီကမ်းပေးရင်ပေါ့ငါညီပြင်းပန်းသွားတယ်မင်းနဲ့ဖန်တော့ဝတ်သားကောင်းကောင်းချက်လာမယ်ကွာအခုတော့ ဒီဆုံးရတဲ့အကြောင်းရင်တန်ရလည်းမီးရိုက်ပြီးပြီဆိုတော့ပြန်လာကျင်လာတော့လေလက်ဖြံမှာပုံတွေကိုစီဒီခုတ်ပြီးပါကိုလိုက်ကောယူသွားပြီးတပ်ပုံတွေထုတ်လိုက်အပြင်မှာမိုးကတိတ်နေပါပြီစီကရက်ကိုမိညင်ပြီးတော့ဆိုင်ကယ်ပေါ်တက်ရင်ဆန်နိုးလိုက်ဈေးရောင်ကောင်းပေါ်ကဆင်းတော့စီကရက်မီးပွားတွေကကျွန်တော်မျက်နှာစီဝင်တူးပဝင်းချင်းမောင်တို့ကခါဟာဖြစ်နေအေးတီတာမျိုးနှုတ်ခမ်းတွေပြီးတော့ဝိုးလစ်လေးသူ့ခန္ဓာကိုပြီးတော့အတွင်းကလေးစား အခြေခွေမဲ့နေတဲ့ခေါင်းဝင်ကြီးပြီးတော့ညှိဆုဆုအနက်ဆိုင်ကေကိုကျွန်တော်လေးပါးပုံဆွဲတင်လိုက်ပြီတယ်